ဆယ်လီတွေအတွက်တည်ငောင်းလာပါပြီဗျာမြန်မာနိုင်ငံမှာအလွန်ပြင်းထန်တဲ့မြင်းငလင်လှုပ်ခတ်သွားပါရဲ့ဗျာဆယ်လီတွေအနေနဲ့ဒုက္ခရောက်တဲ့ပြည်သူတွေကိုအတုံးချပြီးတော့ follower ရှာစီးပွားရှာဒေါ်လာစားလို့ရပါပြီဗျာအဲ့ဒါလာပြောတာကျောင်းမြန်မာပြည်သူတွေကတိတ်တနာเสียကောင်းတာဗျဘာလို့လဲဆိုလို့ရှိရင်လေ ဂျေဘေးစစ်ဘေးမြေငလင်ဘေးဆယ်လီဘေးဆယ်လီဘေးတို့ဘာလို့ပြောလဲဆိုလို့ရှိရင်လေဆယ်လီတွေကဒုက္ခရောက်နေတဲ့ပြည်သူတွေကိုနောက်ခံထားအတုံးချပြီးတော့ဖော်လိုဝါရှာကြီးပွားရှာဒေါ်လာစားနေကြတာလေမပြည်သူတွေကတကယ်တော့အတုံးချခံနေပြမလားလှူတာနဲ့နဲ့သူတို့ကိုဂျိုးတွတ်မြ мян အဲ့လိုလောက်ကြတာ bia tay tân azia con